မင်းညာအမ်ရိတ်မှာရှင်ပြန်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်အသင်းဟာအက်တလတီကိုမတ်တက်အသင်းကို၄ဂိုးပြတ်နဲ့နိုင်ရရှိခဲ့ပါတယ်။ပွဲမစကင်တော့ကဒီပြတ်စီမျိုးနဲ့ဟာအာဆင်နယ်အသင်းကိုရင်လုံးကလေးကလည်းနိုင်ရရှိခဲ့ပုံပြီးဒီပွဲကိုလည်းနိုင်ကစားဖို့လာခဲ့တာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွေမှာပြောကြားခဲ့တာပါ။ဒါပေမဲ့အက်တလတီကိုမတ်တက်အသင်းဟာချန်ပီယံမဝင်နေတဲ့ကဏ္ဍတို့ကိုပထမပိုင်းတစ်ပိုင်းနဲ့ထိန်းကစားနိုင်ခဲ့ပါတယ်။59မိနစ်ရောက်မှာ declaration ဖြတ်တင်မှုကိုနောက်ခံလူကာဗီယယ်ကခေါင်းတိုက်ပြီးဥ ပါတယ်။ဒုတိယဘုတ်ကိုတော့ဒီနေ့မှပဲပြန်လဲပွဲထွက်လာတဲ့ Louis Kelly ရဲ့ဖန်တီးပေးမှုကို Martin Nelly ကသူသွင်းနေတဲ့ပုံစံတိုက်သွင်းပေးသွားခဲ့တာပါ။အခွင့်ကိုပေးလိုက်ရပြီးကြတဲ့ကပျော်စင်းသွားတဲ့ဒီကိုခံချက်ဟာ Arsenal ရဲ့ Draza တိုက်စစ်တွေကိုဘလို့မှမတောက်ခံနိုင်တော့ပါဘူး။ Arsenal အတွက်နောက်ထပ်သွင်းမှုနှစ်ဘုတ်ကိုတော့ဂိုးပေါက်ပြောင်းနေလို့ဝေဖန်ခံနေရတဲ့ Yorkers ကသွင်းယူပေးခဲ့ပါတယ်။ဒါဟာရာသီအစ3ဘုတ်ပြီးမိခဲ့တဲ့က9ပွဲဆက်မသွင်းနိုင် တွက်ကတော့ဒီပွဲမှာ3မိနစ်တွင်သဘောတူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကျစ်လီဘီခတ်ထန်တဲ့ခံစစ်ကစားပုံကြောင့်နာမည်ကြီးတဲ့ဒီကိုတင်လဲအာဆင်နယ်အသင်းတွေမှာ73မိနစ်တွင်၄ဂိုးပေးခဲ့ရပါပြီ။ဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာချန်ပီယံလိအုပ်စုအဆင့်မှာ3ပွဲကစား3မိနစ်နိုင်ခဲ့ပြီးခံစစ်ကလည်းတဘောမှမပေးခဲ့ရသေးပါဘူး။ဒါပြင်အာဆင်နယ်အသင်းဟာချန်ပီယံလိတမိုင်းတစ်လျှောက်စပိန်အသင်းတွေကို9ပွဲဆက် အနိုင်ရရှိတဲ့ပထမအဆုံးအသင်းဖြစ်လာပါတယ်။